ထိုးခြင်းနဲ့ထိုးပါတခါမှတော့အဲ့လိုမျိုးနာမည်အကြောင်းတော့ရှင်းအောင်ရှိတော့ရတယ်တခါမှအဲ့လို complaint တော့မတက်ခဲ့ဘူးပေါ့နော်နေထိုးဆိုရင်နာမည်စပြောနေစင်တော့အာဒီမင်းသားတင်းလေးနဲ့ဆိုမျက်ချင်ဘူးဆိုတော့ရှိပါတယ်သူနဲ့ကျွန်တော်လည်းအခုချိန်မှာဒါတော်တော်ကြီးကိုခင်သွားပြီပေါ့နော်တော်တော်လေးကိုလည်းစကားပြောပြလဲဆုံးပြပါတယ်ကျွန်တော်အဲ့လိုမျိုးအရင်ကြီးတော့အမှတ်ထားတဲ့လူမျိုးတော့မဟုတ်ဘူးသူသူ့ဖြစ်ဆိုတော့သူလည်းတခြားမင်းသားနဲ့ရိုက်ရှင်မှာပေါ့ငါအခုမှကလေးပဲရှိသေးတယ်ဆိုတော့အဲ့လိုပဲတွေးရတာပေါ့မပြောဘူးသားမာနေသမီးလဲအဲ့လိုပါဘူးရှားဟုတ်ရှောက်တော့ န်းတယ်လို့မြင်တာဆွပြင်းတယ်လို့ဆက်နာတယ်ကျွန်တော်နဲ့ကိုဆိုင်နဲ့ဆွပြင်းတဲ့၃ယောက်ရဲ့ဒီလိုမျိုးဆွဆက်ခတ်နေတဲ့ချစ်ဇလန်းပုံစံမျိုးလေးပေါ့နော်အဲအဲ့ထဲရပဲသွားမှာပေါ့ဒီတစ်ခေါက်တော့ကျွန်တော်နဲ့ကိုဆိုင်နေရာလဲပါလို့ထင်တယ်ကျွန်တော်ကျွန်တော်လူရတော့ပါအဲအဲ့လို continuity တော့မရှိဘူး continuity မရှိ corridor လေးလုံးဝမတူဘူးပေါ့နော် corridor လေးလုံးဝမတူတော့ဘူးအမ်ဒါ မဆိုပြဆဒါတေးနဲ့တော်တော်ကွဲဆော်သွားပြီတကယ်ကြတာလည်းမဟုတ်တော့ဘူးကောနော်ဟုတ်မင်းနာမည်ရှေ့တော့မှာဟုတ်ဟုတ်မင်းနာမည်မင်းနာမည်လားမဟုတ်ပဲလေမင်းနာမည်ဥစားပြရဲ့ဇက်လို့ဖြစ်တယ်။အော်ကျွန်တော် Spider-Man ကားကိုပါ Iron Man နဲ့ Spider-Man နဲ့ဆိုလို့ရှိရင် Iron Man လို့ဟို Robert Downey Jr. ကဒါလုံးဝ senior ကြရကွာဒါပေမဲ့ Spider-Man ဇက်ဆိုရင်တော့ Spider-Man ကိုထိတ်ဆုံးမှထားရတာ Robert Downey Jr. အောက်မှာတက်တက်လေးထိုးရပဲဆိုတော့ဒီလိုပါပဲအဲ့ပေါ့ဟိုဟာတကယ်လို့ဒီဟာမင်းသမီးဇက်ဆိုတော့လေမဆိုပြလို့ဒါဟုတ် ရှင်းမထားရဆိုတော့ဒါဒါပေါ့ကျွန်တော်တို့အဲ့လိုမျိုးတော့မရှိပါဘူးအဲ့လိုမျိုးလည်းမယုံကြည်ဘူးထိုးခြင်းနဲ့နဲ့ထိုးပါအဲအတိကတော့ဟိုကိုလုံးနိုင်တဲ့ဟာကိုဒါဖြတ်ပြနိုင်တယ်တနေ့တော့လည်းပြီးသွားတာပဲလေနော်ကျွန်တော်တို့အကုန်လုံးလုပ်နေကြတာဒီအမှုပြတော့မဟုတ်လားနော်ဒီအမှုပညာကိုကအမှုပညာဘယ်လောက်ချပြနိုင်လဲဘယ်လောက်ယူသွဲလဲဆိုတော့အကုန်လုံးကပြန်ပြီးပြနေကြတာလေဒီနာမည်ကအမှုပညာမဟုတ်တော့နော်အတူတက်နေနိုင်ငံမှာဆိုလို့ရှိရင်တော့မဟုတ်ပါဒီ အာအငယ်ဆုံးအငယ်ဆုံးမင်းသားလေးရဲ့ဇက်ဆိုလို့ရှိရင်အငယ်ဆုံးမင်းသားလေးဟောက်ထိတ်ဆုံးမှထားပေးရတာပဲတင်ပါဆိုတော့တခြားလူတွေလည်း complain လုပ်ဖို့လုပ်နိုင်မှာမရှိဘူးလုပ်လည်းမလုပ်ကြဘူးဘာလို့လဲဆိုတော့ character အရပဲသွားကြပါဘောနော်ကျွန်တော်တို့အဲ့လိုမျိုးလေးပဲထင်ပါတယ်အဲ့လိုဖြစ်ရင်တော့ကောင်းတာပေါ့တခါမှတော့အဲ့လိုမျိုးနာမည်အကြောင်းတော့ရှင်းအောင်ရှိတော့တခါမှအဲ့လို complain တော့မတက်ခဲ့ဘူးဘောနော် လက်ဆိုကြောက်နော်ဒီဘူးပြန်ခါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒီအဲဒါမှမင်းတို့နဲ့တူတွဲမဲ့ချင်တော့ထုတ်ခဲ့ရပြီဘူးမရှိခဲ့ဘူးငင်းနေရတယ်ကျွန်တော်ငင်းငင်းနေရဟုတ်ငင်းနေရအခုချိန်ဒီဆိုရအာကြောင်ညာတခုတော့ရှိပါတယ်ဒါမဲ့ငွေတော့ပါအဲကျွန်တော်တို့ဟိုနေထုတ်ဆိုပေနေမဲ့ဆက်ပြောနေစင်တော့အဲအဲ့ဒီမှာကြောင်ညာတခုတော့ရှိခဲ့ပါတယ်ဟာဟိုအာဒီမင်းသားတင်းလေးနဲ့စင်လို့မြဲချင်ဘူးဆိုတော့ရှိပါတယ် ဒါပဲအဲ့တခုအဲ့တခုကမမရပါဘူးဟုတ်အေးမခံချင်သေးဘူးအခုချိန်မှာစူးစမ်းလေထွက်ဖြစ်လာအနုနုသူနဲ့ကျွန်တော်လည်းအခုချိန်မှာဒါတော်တော်ကြီးကိုခင်သွားပြီပေါ့နော်ဒီအာတော်တော်လေးကိုလည်းစကားပြောပြတယ်ဆုံးပြပါတယ်ဟုတ်ကျွန်တော်အဲ့လိုမျိုးအရင်ကြီးတော့မှတ်ထားတဲ့လူမျိုးတော့မဟုတ်ဘူးပေါ့ပြန်ပြောကြတာကခင်သွားတဲ့ခါမှာသူကငြိမ့်ခဲ့အနုနုသူလည်းမမမီဘူးဟုတ်လားဆိုသူလည်းမပြောတော့ပါဘူးမဟုတ်ဆိုဟိုဘာလို့မှန်းနော်အကောင်လုံးကဘွားလေးကတော်တော်လေးလေးအကောင်လုံးအေးအေးချင်းလေးဟိုထွက်သွားကြပို့ပြီးတော့ကောင်းလာပေါ့သူလည်း တော့နဲ့တော့အောင်မြင်တယ်ကိုလည်းဟိုကိုနေရာလေးမှာကိုကကိုရနေတယ်ဆိုလို့ရှိရင်လည်းပြီးပြီလေးနော်အဲသူနဲ့တွေ့ရဲ့အချိန်မှာအလုပ်လုပ်ကြရဲရီကြမောကြရဲစကားပြောကြရဲဆိုတော့ကျွန်တော်လက်မေ့သူလက်မေ့ဆိုပြီးစိတ်ထဲမှာကြာလို့မတင်ကြိုက်ဖြစ်နေတယ်လည်းတွေ့တယ်တော့အဲ့လိုမရှိဘူးပဲလေကျွန်တော်ပဲတခုလွတ်လို့လည်းဘာလို့လည်းမသိဘူးအဲ့လိုတော့မရှိဘူးကျွန်တော်ချင်းကနေထုတ်ကိုတို့ကြံရဲကိုလက်ခံခဲ့ရပြီမှာတော့သူနဲ့ပြန်ဆုံလာစကားလာကြော်လာပဲအော်နော်သူနဲ့ပြန်ဆုံတဲ့ဟာတော့ဒါအဲပွဲတစ်ခုပါ ့ရှုပ်တစ်ခုပေါ့နော်ပွဲတစ်ခုပေါ့ဟုတ်ရိုက်ပါတယ်ရိုက်ပါတယ်ရိုက်ပါတယ်ဟုတ်ဟုတ်နှစ်ခါတော့ရှိပါပြီဟုတ်ဆုံလာကြတဲ့အချိန်မှာအဲချင်းတဲ့စကားပြောတယ်ဒါပဲဒါမှမဟုတ်လုံးလဲဟာအလုပ်မလုပ်ဘူးအမပြောဘူးသာမာနေသမီးလဲဟဲ့လောပါဘူးချာဟုတ်ရှောက်ပြောကျွန်တော်တကယ်ကြည့်တာဘာလို့ကြည့်လဲဆိုတော့လာတဲ့ character ကဘယ်လောက်ထိသူ့မှာလောက်ွက်ရရလဲဘယ်လောက်ထိ freedom ရှိလဲပေါ့နော်ပြီးတော့ဘယ်လိုကွဲထွက်နေလဲ ကျွန်တော်ကဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ goal ဒီဒီအနုပညာအလုပ်မှာကွာပြုတ်ဆောင်နေရင်လည်းအာနေထုတ်ခွာလိုက်တာကွာကွဲလိုက်တာကွာအန်တူကြီးကဝါလိုက်တာဒီကမှာအန်တူကြီးကပိန်လိုက်တာဒီကမှာကြောက်စရာကြီးစေသမားကြီးကျန်တာပဲအဲ့လိုမျိုးပြောတာတွေကျွန်တော်ကြားရှင်တာဗီလင်းဆိုလဲကွာအကြောက်စရာကြီးဒီဘက်ကဘာကြီးလဲဆိုတော့အဲ့လိုအဲ့လိုမျိုးပဲနော်အဲ့လိုမျိုးသွားကျင်တဲ့ artist တယောက်အနေနဲ့ကြတော့ဒါတွေကတို့ရဒီ simple လောက်များတာတော့မင်းသားမင်းသမီးတို့အဲ့လိုမျိုးမမိုးစရာမရှိတော့ဘောနော်ဟုတ်ဟုတ်ဟုတ် ဒီကကို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 ချပြနိုင်တဲ့ဟာကိုချပြလိုက်ရရင်ဇင်းတယ်ပေါ့နော်။ဒါကျွန်တော်လည်းအရင်တော့လည်းသင်ပေးခဲ့သူရှိရပါသေးလား။ဟောကိုကနုပညာလုံးမှာနော်။ကိုကမင်းသားလုံးမှာမဟုတ်ကိုကအနုပညာလုံးမှာအဲ့လိုပြောတော့ကျွန်တော်လည်းအဲ့လိုစိတ်နဲ့ပြေပြေသေးရတာပေါ့။ဟုတ်တယ်လေ။ဩဒါပေါ့သူလည်းသူလည်းသူတခြားဟိုဟိုပါဘာသူသူဖြစ်ဆိုတော့သူလည်းတခြားမင်းသားနဲ့ရိုက်ရှင်မှာပေါ့။ငါအခုမှကလေးပဲရှိသေးတယ်ဆိုတော့အဲ့လိုပြန်တွေးရတာပေါ့။ဒါသဘောကျပါလား။အခုကျွန်တော်လူကြီးဖြစ်ပြီ။ ဘောလူကြီးပြောရမှာ။အိုးဘီ။ကိုကအမြင်ခံရပြီးတော့တည်းအဲ့ဒီတည်ပါရင်လည်းဆိုရင်ကိုကအမြဲတမ်းပြတ်နေတတ်ခွင့်ရှိနေတယ်ကိုကငင်းနေပူလို့ရှိ။ဒါကျွန်တော်လည်းမျိုးငင်းလို့တော့မရှိပါဘူး။ကျွန်တော်ကတော့ဟိုကြွားလောင်းမယ်။ကျွန်တော်ကကျွန်တော်လည်းလှုပ်လှုပ်ပြရတူတိုင်းကမပြောလဲဆိုတော့အာဒီထွန်းနဲ့လှုပ်လှုပ်ပါတာအရင်ဟိုအဆင်ပြေလို့နေပါတော့။ဆိုတော့အဲ့အဲ့စကားကတော့ကျွန်တော်တော်တော်လေးကိုတော့ကြားရတယ်အဲ့တော့အဲ့အတွက်အဲ့အတွက်အရန်ကိုကျွန်တော်ဝမ်းသာတယ်ဟောဆိုကိုကိုသွားကျင်တဲ့လမ်းပဲကွာဒါက အားလုံးနဲ့ကျွန်တော်အဆင်ပြေတယ်ဆိုတဲ့ဟာမျိုးကျွန်တော်ပြချင်ပါတယ် client တွေကပြောရပါတော့နော်နေတော့လောလောအရင်ဆင်ပြေတယ်အဲ့လိုမျိုးဆိုတော့စိတ်ကိုကျွန်တော်ထင်လာပြောတော့နော် maybe မနဲ့မနဲ့ပဲစိတ်တင်လာပါတော့ကိုကိုဘယ်လောက်ထိအဲလုတ်ပေးမလဲကိုဘယ်လောက်ထိရင်ပေးနိုင်မလဲပေါ့နော်အဲ့လိုပဲကျွန်တော်တို့ထင်ပါစိတ်တင် family အကြီးလို့ရတယ်လေအမတ်မီလာတော့မသိဟိုကဗာလေအချင်းပေါ်ဇလန်ရဲ family အဲ့လိုတဲ့ချိန်မှာပရိသတ်တွေတောင်းဆိုတယ်အဲဒီ၃ယောက်ကိုစကားရေးပရိသတ်ကိုတောင်းဆိုတယ်တောင်းဆိုတယ်ဒရိုက်တာကြီးကအမအင်တာဗျူးဖြစ်နေတယ်ဗာပြောလဲဆိုတော့ဂရီးပေးတယ်တဲ့ ဒီတော့ဟိုကားကြီးရိုက်ပြီးမယ်လို့ခရီးပေးလိုက်တယ်။ဘုံအခုမကြီးဒါကြီးဖြစ်လာပြီ။ဒီတစ်ခုဖြစ်သွားပြီ။อืมခရီးတစ်ခုဖြစ်လာပြီ။နောက်တစ်ခုကကြတော့အဲတချင်းတချင်းနောက်လာကြရင်တချင်းထုတ်လို့ပြောရအောင်နော်။ဟိုကဘတ်ဂျက်တော်တော်များအဲ့တော့ကျွန်တော်တို့ဒီရှင်းကိုထုတ်ဖို့အတွက်ကိုအကောင်းဆုံးဖြစ်အောင်ကျွန်တော်စူးစမ်းနေပါတယ်။အဲလုံမန်းတွေပေါ့နော်။ဒီကတော့လုံမန်းတွေပါတယ်။အော်လုံမန်းတာဒါ okay တော့မယ်လို့ပြောတာ။ဒါက okay တော့မယ်လို့ပြောတာ။ဒါက okay တော့မယ်။